နောက်ထပ်သတင်းပေါ်ဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ရှင်းလင်းချက်ပါခင်ဗျားတို့အနေနဲ့ခင်ဗျားတို့အနေနဲ့မှတ်ပုံတွေလုပ်တဲ့အခါဖြစ်စေခင်ဗျားတို့မွေးစင်းဖြစ်စေမွေးစင်းဖြစ်စေတနည်းအားဖြင့်နိုင်ငံသားဆိုင်ရာအချက်အလက်လုပ်ငန်းများနဲ့သွားပြီးတော့လောက်ကရုံမှာဆောင်ရွက်သွားရောက်ဆောင်ရွက်သည်ဖြစ်စေတနည်းအားဖြင့်များကျွန်တော်တို့ကအဲကျွန်တော်ကနေပြီးတော့မှအင်အောင်ကြတော့ကျွန်တော်ရဲ့ဇာတိကလည်းကျွန်တော်တကောင်စီကလည်းကျွန်တော်ထုတ်မယ်ပေါ့ကျွန်တော်ကျွန်တော်မျိုးသမီးဘက်ကလည်းထုတ်မယ်ပေါ့ထုတ်ပြီးတော့ကျွန်တော်တို့ရှိတဲ့နေရာမှာပြန်ပေါင်းမယ်ပေါ့ အဲ့လိုလုပ်တဲ့ခါမှာခမရတို့ကိုလောက်ကယုံကပတ်စံတောင်းရင်ပတ်စံတောင်းရင်တောင်းတဲ့သူကိုအရေးမယ်တဲ့တောင်းတဲ့သူကိုအရေးမယ်ပြီးသွားရင်ခမရတို့ကမှတ်ပုံနေတက်ပြည့်လဲတဲ့အခါမှတ်ပုံနေနေတက်ပြည့်လဲတဲ့အခါပတ်စံတောင်းတဲ့လောက်ကတောင်းဝင်ရှိတဲ့သူအရေးယူမယ်လို့လောက်ကဝင်ကြီးတန်တာကဖြည့်ရှင်းတာလေအဲ့တော့ကျွန်တော်မိတ်ဆွေများအနေနဲ့ခမရတို့ကိုခမရတို့ကလာမှတ်ပုံနေသွားလုပ်တဲ့အခါမှာလောက်ကဝန်ထမ်းတွေကခမရတို့ဟာလား9000ပေးမှမှတ်ပုံနေလုပ်ပေးမယ်3000ပေးမှမှတ်ပုံနေလုပ်ပေးမယ်လို့တောင်းဆိုခဲ့ရင်နံပါတ်1 အဲ့လိုမှမဟုတ်ဘဲနဲ့ဂျားကန်ပွဲစားခုနကလောက်ကလောက်ကအာနာပိုင်းနေနဲ့မှတ်ဖို့နေလုံးမဲ့သူတွေဂျားမှာဂျားကန်ပွဲစားပွဲစားတွေကပတ်စံတောင်းခဲ့သည်ရှိတော့ကျွန်တော်ရဲ့ဖုန်းတုံညာကို420တက်ကုန်းနဲ့တက်တက်ကုန်း Viber ကိုပို့ပေးပါကျွန်တော်ကျမတို့ကဘယ်ရက်ဘယ်နေရာမှာဘယ်ရက်ဘယ်နေရာမှာဘယ်သူနဲ့တွေ့ပြီးတော့မှတ်ဖို့နေလုံးတဲ့ခါမှာဘလောက်ပေးလိုက်ရပါလဲဆိုမှတ်တမ်းသိကြကြပေးပါကျွန်တော်လူမှုကြီးကြပ်နဲ့ပြည်သူအရာဝန်ကြီးဌာနကိုကျွန်တော်အဲ့ဒီမှတ်တမ်းတိုင်းကျွန်တော်ပို့ပေးပါမယ်ဝန်ကြီးဌာနကအရေးကြီးမယ်လို့ပြောတယ်သူတို့လည်းဖြေထားတယ် ဖြေထားတယ်ခင်ဗျားတို့ဘက်ကနေအချက်လက်တိတိကျကျတော့ပေးဖို့လိုတယ်တိတိကျပေးတယ်ဆိုရင်ကျွန်တော်ခင်ဗျားတို့ပေးတဲ့တိတိကျအတိုင်းကိုကျွန်တော်လောက်ဝဝင်ကြီးပို့ပေးပါမယ်လောက်ဝပြည်တော်ဝင်ကြီးဌာနကိုကျွန်တော်ပို့ပေးပါမယ်နံပါတ်1ချက်ခင်ဗျားတို့ဘယ်ရက်ဘယ်ချင်းကဘသူ့ကိုပေးလိုက်တာလဲနံပါတ်2ငွေပေးတဲ့အထောက်ထားနံပါတ်3အတန်ဖိုင်ခင်ဗျားတို့တိကျတဲ့အသက်တွေတော့ပါရမယ်အဲ့ဒါဆိုရင်တော့ခင်ဗျားကျွန်တော်တက်ဆိုင်အောင်ဝင်ကြီးဌာနကိုပေးပေးပါမယ်အဲ့တော့လောက်ဝဝင်တဲ့နေနဲ့လည်းငွေချေးတောင်းရင်လောက်ဝဝင်ကြီးဌာနကအရေးယူမယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့တိုင်ပါခင်ဗျားတို့တိုင်ပါခင်ဗျားတို့တိုင်ပါ ဒီဝင်ကြီးဌာနအရေးယူလို့ရမှာခင်ဗျားတို့ကငါးသိန်းပေးငါတို့ကျင်တတ်တယ်အသုံးသိန်းပေးငါတို့လည်းကျင်တတ်တယ်မတိုင်ဘူးဆိုရင်တော့ဒီအားရတန်းတရားလဲနေမှာအဲ့တော့တက်ဆိုင်ရာဝင်ကြီးဌာနကောင်းဖို့ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်လည်းကောင်းဖို့လိုတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းလက်ပေးလက်ယူကင်းရှင်းဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကမှတ်ဖို့နေလုပ်ပေးမယ်မှတ်ဖို့နေသွားလုပ်တယ်ပတ်စံများလို့လောက်ကဝန်ထမ်းကလုံးမပေးဘူးဆိုရင်ရတယ်ကျမတို့လို့တော့ဘေးရက်ကနေဘေးရက်ရှိသွားပြီဘေးရက်လုံးမပေးဘူးဆိုရင်တိတိကျကျလှတိုင်လို့ရတယ်လုံးလို့ရတယ်အဲ့တော့လောက်ကဝင်ကြီးဌာနရဲ့ရှင်းလင်းချက်ကိုတင်ပြပေးပါမယ် မျိုးနဲ့ဦးစီးရုံးများနိုင်တဲ့နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရတဲ့ငွေကြေးတစုံတရာပေးသွင်းရမလို့ပဲအခါချင်းွေတောင်းကန်တော့အချင်းပြတ်ဝန်ထမ်းများ ကိုလည်းနိုင်ငံဝန်ထမ်းဥပဒေနဲ့အညီထိရောက်စွာအရေးယူဆောင်ရွက်လည်းရှိပါလေတဲ့ရုံးလုပ်ငန်းများဆောင်ရွက်တဲ့ပြည်သူလူထုအနေဖြင့်ပွဲစားများနဲ့ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲကာကွယ်ရှင်များကိုယ်တိုင်လာရောက်ရှောက်ထားဆက်သွယ်ရမည်ဖြစ်ပါတယ်တဲ့ပွဲစားများလာရောက်ရှောက်ထားမှုကိုလည်း လက်ခံဆောင်ပေးခြင်းမရှိပါဘူးတဲ့အဲ့တော့ခင်ဗျားတို့ပွဲစားတဲ့လုံးမယ်ဆိုရင်လည်းပွဲစားတွေနဲ့လာလို့တာလေတို့ကလက်မခံပါဘူးတဲ့ဖြစ်စဉ်နမူနာအဖြစ်လာရှိုးမျိုးနဲ့ယုံမဝန်ထမ်း၃ဦးတေဘောမျိုးနဲ့ယုံမဝန်ထမ်း၃ဦးစုစုပေါင်းဝန်ထမ်း၆ဦးတို့ဒီတဲ့ပွဲစားများထမ်းမှငွေချင်းမဟုတ်တော့လဲလက်ဆောင်ပစ္စည်းရယူခဲ့ကြအောင်ပေါ်ပေါက်ခဲ့တဲ့ပြင်းနဲ့နိုင်ငံဝန်ထမ်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့ကဲဆိုတဲ့ရင်ကိစ္စနဲ့ဆက်ဆက်ရေးပွဲစား၂၄ဦးကိုလည်းအမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါတယ်တဲ့ ဝန်ကြီးဌာနအနေဖြင့်လဲဝန်ထမ်းများလက်ပေးလက်ယူကင်းရှင်းရေးရုံးလုပ်ငန်းများတွင် ပွဲစားများပါဝင်ပတ်သက်မှု မရှိစေရင်နဲ့ရင်းကဲ့သို့ဖြစ်စဉ်များပေါ်ပေါက်ပါကနိုင်ငံဝန်ထမ်းဥပဒေနဲ့အညီထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်းညွှန်ကြားထုတ်ပြန်တာပြီးစားဖြစ်ပါတယ်တဲ့ဒါကမှတ်ဖို့နဲ့နောက်ထပ်အရေးကြီးတာက passport passport မှာလည်းပွဲစားရန်ရဲနဲ့လက်ပတ်နေတာ passport မှာလည်းအဝေးမကြည့်ပါနဲ့နီးတဲ့နေရာပဲကြည့်ပါလက်ပတ်နေပါတယ် ဒါတွေလည်းကျွန်တော်တို့ကပြင်းပြင်းထန်ထန်အရေးယူဖို့လိုပါတယ်အဲ့တော့လွဲပါတယ်ဗျာခင်ဗျားလည်းအမှကျွန်တော်တို့ဟိုကိုယုံကဝန်ထမ်းတယောက်ထည့်လိုက်ပါဗျာဝန်ထမ်းတယောက်လွှတ်လိုက်ပြီးတော့ passport သွားလုပ်ကြည့်ပါလားကျွန်တော် passport မရှိလို့ပါဘယ်သူနဲ့ချိန်ရမလဲအဲ့မှကျွန်တော်တို့ရန်ကုန် passport ယုံသွားလိုက်မှအပြင်ကျွန်တော်လောက်ကဝန်ကြီးဌာနနေပြီးတော့ကျွန်တော်တို့ဝန်ထမ်းတယောက်လွှတ်လိုက်ဝန်ထမ်း200လောက်လွှတ်လိုက်ပါအဲပေကလပ်ပေကလပ်သွားပြီးတော့လောက်ပြီးကျွန်တော်တို့ passport ယုံသွားအဲအဲ့နားကျကျွန်တော်ပေကလပ်ပြတောင်ကြီးမြောင်ကြီးဆိုရင်လောက်ကအဲ့မှာကျွန်တော်ဒီဒီဒီ passport ယုံနာမှာအဲ့မှာပွဲစားရောက်လာလိမ့်မယ်ညီလေးဘာလုပ်တာလဲညီမလေးဘာလုပ်တာလဲ ကျွန်တော် passport လို့ကျွန်တော်လောက်ရဆိုရင်အဲအဲ့မှာသူတို့ဆက်သွယ်လိုက်မယ်အဲ့ဒါဆိုရင်ခင်ဗျဝန်ကြီးဌာနကကျွန်တော်ပြည်သူတော်မေးစရာမလိုကိုယ့်ဟာနဲ့ကိုယ်အဲ့မှာအထုပ်ကိုဖြည့်လိုက်လို့ရတယ်အထုပ်ကိုဖြည့်လိုက်လို့ရတယ်အဲ့လိုမျိုးတွေဖြစ်စေချင်ပါတယ်ပြည်သူလူထုတရိပ်မဒီတက်ဆိုင်ဝန်ကြီးဌာနကအရေးယူတာမဟုတ်ပဲမိမိကိုယ်တိုင်ပေါ်ထုတ်ပြီးတော့အရေးယူပို့မကောင်းဘူးလားဒါဆိုရင်လည်းပုံမြန်ပါတယ်အဲ့တော့လွဲပါတယ်ဗျာခင်ဗျအဲ့မှာကျွန်တော်ခုနရှိရပြောသလိုကျွန်တော် passport လုပ်ခြင်းနဲ့အဲ့တော့မန္တလေးလို့ရန်ကုန်လို့ဗျာတနည်းအောင်၃လောက်လို့ လှုပ်ပြီးတော့အမပေးချောင်းပေးချောင်းတောင်ကြီးမြောင်းကြီးကြီးအမပွဲစားတွေရောက်လာလိုက်မယ်အာဒီကောင်ပတ်စုတ်လှုပ်ချင်တာပဲမင်းဘာလာညီလေးမင်းဘာလာလှုပ်တာဘာလာလှုပ်တာလဲညီမလေးဘာလာလှုပ်တာလဲဆိုရင်မေးလာလိုက်မယ်ကျွန်တော်ပတ်စုတ်လာလှုပ်တာပါဘယ်လိုလုပ်ရမလဲဆိုရင်အမသူတို့ကနေလမ်းညွှန်ပေးလိုက်မယ်အဲသူတို့ကနေချိန်လုံးရင်းလဲပွဲစားတွေရှိပါတယ်ရှိပါတယ်ကျွန်တော်ပွဲစားတွေရှိပါတယ်ပတ်စုမှာလည်းပွဲစားတွေရှိပါတယ်လက်ရှိဒီမှတ်ပုံတွေမှာလည်းပွဲစားတွေရှိပါတယ်တကယ်ကျွန်တော်တို့ပြင်းပြထန်ထန်အရေးကြီးဖို့လိုပါတယ်ဒါမှသာလည်းကျွန်တော်ပြည်သူလူထုနဲ့ဝန်ကြီးဌာနကြားကြားမှာကျွန်တော်တို့ညှိကပ်မှုရှိမှာပါ မဟုတ်ကျွန်တော်တို့ပြည်သူလူထုနဲ့ဝန်ကြီးဌာနကြားမှာပွဲစားတွေကအလွှာချားနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဝန်ကြီးဌာနရဲ့ဝန်ဆောင်မှုကိုပြည်သူလူထုရဲ့ရင်ပတ်ထဲကိုတိုက်ရိုက်ရောက်ဖို့အတွက်တိုက်ရိုက်ရောက်နိုင်တဲ့နီလာနေနဲ့ဆက်သွယ်ပေးစီခြင်းပါတယ်။ဒါမှသာလည်းကျွန်တော်တို့ဝန်ကြီးဌာနပြည်သူလူထုရဲ့ကြားမှာချစ်ခင်မှုယုံကြည်မှုကိုးစားမှုတွေရမှာဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်ဟာပုံပေါ်တော့တော့မင်း3000ပြမရတာပါကွာ9000ပြမရတာပါကွာဆိုတဲ့ဟာတွေရှိပါလိမ့်မယ်။ဒါကကျွန်တော်တို့တကယ်လူလူကြားမှာလည်းရှိပါတယ်။ဒါကြောင့်ဒီသတင်းပြန့်ချုပ်ချင်တာကဒီလူဝမှုကြီးကြိုင်နဲ့ပြည်သူ့ရောင်ဝန်ကြီးဌာန လောက်ကကမှတ်ပုံတွေနေအခါမဲ့အခါမဲ့လုတ်ပေးနေခြင်းဖြစ်ပါတယ်ငွေကြေးတစုံတရာမယူရောလောက်ကဝန်ကြီးဌာနကရှင်းလင်းထားပါတယ်ငွေကြေးယူတဲ့ဝန်ထမ်းတွေရှိရင်တိတိကျကျအတိုင်းပါဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့အများပြည်သူအနေနဲ့ခင်ဗျားတို့တိုင်လို့ရပါတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းစနစ်ကိုထိန်းချောင်းမလို့လေခင်ဗျားတို့စနစ်တစ်ခုကောင်းခြင်းတော့ခင်ဗျားတို့ကိုယ်တိုင်စနစ်ကိုထိန်းချောင်းထိန်းချောင်းမလို့လေဒါကကျွန်တော်တို့နိုင်ငံတော်ကနေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစဉ်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစဉ်လူထုကပါဝင်ဖို့လို့လေခင်ဗျားတို့ပါဝင်ရဲဖို့လို့လေ ခင်ဗျားတို့ကိုယ်တိုင်အာကျွန်တော်ကဖုန်းဆက်လိုက်မယ်အလိုကျွန်တော်ဒီမှာမပေါ်ရင်လောတသိမ်းပေးရတယ်ခင်ဗျားတို့ဂျင်းတယ်လို့ပေးခဲ့တာခင်ဗျားမဘာထောက်ထားရှိလဲကျွန်တော်အထောက်ထားတော့မရှိဘူး노မရဘူးမရဘူးခင်ဗျားမအထောက်ထားရှိဘူးလို့လေခင်ဗျားဂျင်းတယ်လို့ခင်ဗျားပေးခဲ့တာခင်ဗျားဂျင်းတယ်လို့ပေးခဲ့တာခင်ဗျားတို့ကိုယ်တိုင်ငါနိုင်ငံမှာငါကိုယ်တိုင်ပွဲစားဖို့လို့ပဲမှတ်ဖို့နေလို့တယ်ဆိုရင်ဟာခင်ဗျားတို့လှုပ်ကြည့်လိုက်လှုပ်ကြည့်လိုက်အဆင်ပြေလာလိမ့်မယ်ခင်ဗျားတို့မျိုးနယ်မှာအဆင်ပြေလာလိမ့်မယ်အဲခင်ဗျားဥမာပြခင်ဗျားဒီခရီးအမျိုးနယ်မှာအဲ့လိုလုပ်မယ်၃ခွမျိုးနယ်မှာအဲ့လိုလုပ်မယ်ဆိုရင်တမျိုးဒီမျိုးခင်ဗျားလှုပ်ကြည့်ပါလား တပြည့်ပြည့်ငြိမ်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ခင်ဗျားတို့လည်းချင်းချင်းနဲ့နဲ့ဆိုရင်တော့ဒီတိုင်းပဲခင်ဗျားတို့ကောင်းမွန်တဲ့အရာတွေခင်ဗျားတို့မမျှော်လင့်နဲ့ခင်ဗျားတို့ကလည်းပူပေါင်းပါဝင်ဖို့လိုပါတယ်